ရှယ်ပဲကျွတ်ကျွတ်ရောပါလိလမ်းဘေးဆိုင်ဈေးလည်းတက်တာရဲကောင်းလဲကောင်းတယ်ပေါ့နော်เนาะဒါကတော့အုံးရင်နဲ့လှုပ်ထားရတဲ့အတူတူဒက်ဆာ့တ်ဒါတော့ဗီယက်နမ်မှာနာမည်ကြီးရရေခဲမဟုတ်လို့เนาะအာ1958ကနေဖွင့်လာတယ်เนาะဒီမှာအားမင်္ဂလာကျွန်တော် Foodie with Apps ပါဒီနေ့တော့ကျွန်တော်ရဲ့ day 6ပေါ့เนาะ day 7 day 7အခုအာ day 7ရဲ့ရေ day 7 6လောက်မှမပြီးတော့နောက်မှပြန်ပြီးမှာအခုကတော့ကိုရီးယားဆိုင်ကိုရောက်နေတယ်နော်အဖေနဲ့မေလန်ကိုရီးယားဆိုင်ခေါ်စားခြင်းနဲ့ဒီနားကလည်းထမင်းတိတ်မရောဆိုတော့ဒီဆိုင်မရောက်နေဒါအပေါ်ဆုံးထပ်မှာ3လောက်ပေါ့နော်ဆိုင်နာမည်ခုနကပြန်ပြရမယ်3လောက်နော်မိသားစုထမင်းစားမယ်ကျွန်တော်ပြန်ပြရမယ်နော် ဒါကတော့ဒီဟနွိုင်းမှာရှိတဲ့နဂါပေါ့နော်အထင်ကရပုံစံရေကတော့နည်းနည်းနဲ့နော်ရေကတော့နည်းနည်းညစ်ပတ်တယ်မှာငါးတွေတိတ်နေတယ်နော်ငါးတွေဘယ်လိုတိတ်နေလဲငါးတွေအများကြီးတိတ်နေရေမတန့်တော့နည်းနည်းတန့်ရှင်းရလို့ရမှာနော်သူ့ရဲ့စီပင်တွေအလုံးနည်းနည်းလောက်ရမှာအာနေတော့ရမ်းဘူးရနော်တစ်ပင်ရိတ်တွေ့တိုင်းအရန်အေးချမ်းမထင်နဲ့ကျွန်မိပိုင်မရောက်ဘူးဆိုတော့တကုံရိုက်ပြီးတော့ဒီလိုရောက်လာတာပေါ့နော်ညနေပိုင်းဆိုရင်တော့အဆင်ပြေမထင်တာကျွန်တော်ပြီးရင်ပြန်ပြ ါတော့ဗီယက်နမ်မှာနာမည်ကြီးရေခဲမဟုတ်လို့နော်အာ1958ကနေဖွင့်လာတယ်နော်ဒီမှာဒါတော့ကျွန်တော်မှရှက်နေအချိန်ကြီးကိုရတိရမလားကျွန်တော်က confidence ပြည့်စုံတိတ်ကိုရစီရမလားအဖေနဲ့မေကတော့စားလို့မရဘူးလေချောင်းနာဖြားမယ်ဘာညာပေါ့နော်ရှင်နော်ဒါပေမဲ့အခုလုံးစခုံးကုံနေတော့ popsicle ပဲရှိခဏစားမယ်ကျွန်တော်ပြန်ရောက်လာမယ်တော်တော်မိုက်တယ်နော်ကျွန်တော်က coconut နဲ့နားရော rice flake oh rice green rice flake ဘာဘာလဲမသိဘူးသူပြောရတာပဲအာအခုကတော့ဟန်နိုင်းမျိုးကဒီမောအကြီးကြီးရောက်နေလားလှူရဟုတ်တယ်အဘန်ကောက်ကမောနေနေဆင်းနေနော်ဒီမနေ့ကမောကကြောက်နေနေအောက်ကြီးတော့မဆန်ဘူးသေးရယ်ဟော brand clothes တွေနာရေးပါ냐ဂူချီပါ냐ရောင်းနေနော်ဒါပေမဲ့ဒီကောင်ကကြောက်ကြီးရယ် brand တွေလည်းရောင်းနေမဆိုးဘူးနော်ဂူချီတို့လည်းအဆင်ပြေရယ်နော် လူတွေလည်းမနေရတဲ့ဆိုင်တော့ရှိတယ်နည်းနည်းတန့်တယ်အာစားတောက်စရာကျွန်တော်ခြိုက်တဲ့ရေခဲမုတ်တွေလည်းရောင်းနေနော် boost ဖြော်ရေးပါညာအကုန်ရှိရယ်အပေါ်ပြန်တက်ကြည့်မယ်ပြီးရင်ကျွန်တော်ဗားဆက်လုပ်လဲဆိုပြန်ပြမယ်နော်အာနေရောအရန်ပူရောမျက်လုံးအောင်ဖွင့်လို့မရဘူးဒီကောင်းအကျတော့မောအပေါ်ထပ်မှရှိတယ်အာ roof top park ပေါ့နော် now ဒီဒီကနေဟိုဘက်ကြည့်မယ်ဆိုရင်အာရေရှိရယ်နော်ဒါတို့ရဲ့အပေါ်က roof top ဒီဘက်မှာကျတော့ hotel hotel နဲ့ ဖုန်းနဲ့တွဲထားနေရမစိုး luxury mall ပုံစံဟုတ်ပါတယ်เนาะအဲဒီနေရာအရန်ကြိုက်တော့ကျွန်တော်လည်းကျွန်တော်မှလည်းပြန်လာစားဖြစ်တယ်เนาะဒီနေရာမိုက်တယ်ခောက်ဆွဲဒီလိုပုံစံလေးပေါ့เนาะ share ကျွတ်ကျွတ်လေးပါလိလမ်းဘေးဆိုင်ဈေးလည်းတက်တာလည်းကောင်းလည်းကောင်းတယ်ပေါ့เนาะအဲစားလိုက်အောင်မယ်ပြီးရင်အပိုင်းဆက်ဖြစ်မယ်ဆိုကျွန်တော်ပြန်ပြောပြအောင်เนาะအာဒီဆိုင်မနေ့ရောက်သွားပြီအခုကျတော့အာ second round အမှန်နဲ့ပြန်လာစားရနော်ဒါကတော့အုံးရင်နဲ့လှုပ်ထားတဲ့အတူတူ dessert ရှယ်ပဲဒါကတော့မနေ့ညစားရတဲ့ဟာတည့်ရတိုင်းပဲရှယ်မနေ့တိုင်းတော့ပြန်လာစားရတယ်ရှယ်ပဲเนาะအာအဲ့တော့အဲ့တဲ့တိုင်းပဲလေပန်ဂါလီနဲ့ဘာလဲနဲ့ဆို roof top ဘားပုံစံပေါ့เนาะနောက်မှာရှုခင်းလေးရအဟောင်းလေးကြီးအာဗီယက်နမ်အိုးထောင်းပုံစံပေါ့အဆင်ပြေတယ်เนาะ စားတောက်ပြီးတော့ခုကတော့ဟိုတယ်ပြန်ရောက်ပြီအာကျွန်တော်ဗီဒီယိုဒီမှာပဲဆုံးလာတက်တက်လိုက်တော့မယ်အာ night life မနေရတော့တော့ဖြစ်တဲ့တမ်းပဲကင်မရာမယူတော့ဖြစ်ဘူးအာပြန်မှာဆိုလို့မိုးကလည်းရမ်းရောလို့ပေါ့နော်ကဲကျွန်တော်ဗီဒီယိုဒီမှာပဲဆုံးလာတက်တော့မယ်အာအားလုံးကျေးဇူးတင်တယ်ကျွန်တော် fully apps ပါ god bless